ပေါ်ရမင်းကြီးဖရန်စစ်က2025ခုနှစ်ဧပြီလ22ရက်နေ့တတော်88နှစ်အရွယ်မှာကွယ်လွန်ခဲ့ပြီးကက်သလစ်အသင်းတော်ရဲ့ခေါင်းဆောင်အဖြစ်12နှစ်ကြာတောင်းဝန်ထမ်းဆောင်ခဲ့ပါတယ်။သူ့ရဲ့ရိုးရှင်းမှုဆင်းရဲသားတွေပေါ်ကျင်နာမှု ရွှေပြောင်းနေထိုင်သူတွေနဲ့ LGBTQ+ အတိုင်းဝန်းပေါ်လက်ကမ်းကျူးဆွမှုတွေကြောင့်ပြည်သူပုတ်ရဟန်းမင်းကြီးအဖြစ် လူသိများခဲ့ပါတယ်။ မင်္ဂလာပါကျွန်တော်ဒီနေ့ပေါ်ရမင်းကြီးဖရန်စစ်ကထူးခြားသောငယ်ဘဝဆက်ကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပေါ်ရမင်းကြီးဖရန်စစ်ကငယ်နာမည်ကဟော်ဟေးမာရီယိုဘာကိုလီယိုဖြစ်ပါတယ်1936ခုနှစ်ဒီဇင်ဘာလ18ရက်နေ့မှာအာဂျီတီးနားနိုင်ငံဘူနိုအေရီမြို့မှာမွေးဖားခဲ့ပါတယ်သူဟာအီတလီနိုင်ငံမှအာဂျီတီးနားနိုင်ငံကိုရွှေ့ပြောင်းအခြေချလာတဲ့မိသားစုမှတားသမီး၅ယောက်နဲ့အကြီးဆုံးသားဖြစ်ပါတယ်ပေါ်ရမင်းကြီးဖရန်စစ်ကဖုန်းတော်ကြီးမဖြစ်မီမှာ ဘျူနိုအရီမြို့မှာရှိတဲ့ညက်ကလပ်တစ်ခုမှာလုံခြုံရေးဝန်ထမ်းအဖြစ်လုပ်ကမ်းခဲ့မှုပါတယ်။2013ခုနှစ်မှာရုံးမမြို့နီးမှာရှိတဲ့ဖျားချောင်းတစ်ခုကိုတွားရောက်ခဲ့စဉ်တုန်းကသူ့ရဲ့အတိတ်ဘဝစကြောင်းကိုပုံမှန်လင်းလင်းဖော်ပြခဲ့ပြီးကျန်းလိုက်တာတွေတကက်ကန်ဆန်းသက်မှုလုပ်တာတွေစတဲ့အလုပ်တွေကိုလည်းလုပ်ကမ်းခဲ့မှုကြောင်းပြောကြားခဲ့ပါတယ်။ပရမင်းကြီးကဓမ္မပညာကိုပဲလေ့လာခဲ့တယ်လို့လူတွေကထင်မြင်ကြတော့လဲ အမှန်တကယ်မှာတော့ဓာတုပေဒဘာသာရပ်မှာတော့မဟာဘွဲ့ရရှိခဲ့ပြီးအထက်တန်းကျောင်းတွေမှာလည်းဓာတုပေဒပညာသင်ကြားပေးခဲ့ဖူးပါတယ်။ပေါ်ရမင်းကြီးကတန်ကိုကခုံတဲ့နေရာမှာဝါသနာပါခဲ့ပါတယ်။ငယ်စဉ်ကတန်ကိုကခုံခဲ့ဘူးကြောင့်2010ခုနှစ်မှာထုတ်ဝေခဲ့တဲ့သူ့ရဲ့ကိုယ်ရေးအထုပ်ပတ်တိစာအုပ်မှာ ကျွန်တော်ဟာတန်ကိုကိုနှစ်သက်ပြီးငယ်စဉ်ကကခုံခဲ့ဘူးတယ်လို့ဖော်ပြခဲ့ပါတယ်။ ပေါ်ရမင်းကြီးကငယ်စဉ်ကအမလီယာဒါမွန်တီအမီလို့ရှိတဲ့မင်းလစ်တူကိုချစ်ခဲ့ပူပါတယ်ဒါမွန်တီရဲ့အဆိုအရဘာဂိုလီယူကကျွန်ုပ်ဒီတင့်ကိုလက်ထက်ခွင့်မရပါကဖုန်းတော်ကြီးတပါဖြစ်လာမယ်လို့ပြောခဲ့ပူပါတယ်သူမကညှင်းဆန့်ခဲ့တာကြောင့်သူ့အတွက်ကံကောင်းတာဟာကျွန်မကလက်မခံခဲ့ခြင်းဖြစ်တယ်လို့ဟာသနဲ့ပြောခဲ့ပါတယ်ဂျူနိုအေရီဖလိုရယ်ရက်ကွက်မှာရှိတဲ့အင်ဂျင်နီယာဖြစ်ခဲ့တဲ့ဒါမွန်တီက ၎င်းတို့ချစ်သူဘဝကိုသူမရဲ့မိဘတွေကသဘောမတူခဲ့ကြောင်းရှင်းပြခဲ့ပါတယ်။ဘာဂိုလီယိုဟာ1969ခုနှစ်မှာဖုန်းတော်ကြီးဖြစ်လာခဲ့ပြီး2013ခုနှစ်မှာပုံရမ်းမင်းကြီးအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။သူဟာတမိုင်းဝင်ပုံရမ်းမင်းကြီးဖြစ်လာခဲ့ပြီးဥယျာဘပြင်ပကနေပထမဆုံးပုံရမ်းမင်းကြီးဖြစ်လာခဲ့ပါတယ်။ဂျက်ဆစ်ဆုံးဖုန်းတော်ကြီးအဖြစ်မှပထမဆုံးပုံရမ်းမင်းကြီးလည်းဖြစ်လာခဲ့ပါတယ်။ ဖရန်စစ်အမည်ကိုယူဆောင်တဲ့ပထမဆုံးပုပ်ယဟန်မင်းကြီးလည်းဖြစ်ပါတယ်။ပရမင်းကြီးကအမ်ယူဒေါ်ကိုတွားရောက်ခဲ့တဲ့တတိယမြောက်ဖုံးတော်ကြီးဖြစ်ပါတယ်။ပထမဆုံးပုပ်ယဟန်မင်းကြီးမှာ1989ခုနှစ်မှာသမရဂျီမီကတ ਾਇ ဖေချာချက်ရအမ်ယူဒေါ်ကိုတွားရောက်ခဲ့တဲ့ပုပ်ယဟန်မင်းကြီးဂျွန်ပေါ့နှစ်ဖြစ်ပါတယ်။ဒုတိယမြောက်ပုပ်ယဟန်မင်းကြီးကတော့ဘန်နဒစ်16ဖြစ်ပြီး 2018ခုနှစ်မှာတွားရောက်ခဲ့ပါတယ်။ပေါ်ရမနီဖရန်စစ်ကတော့2015ခုနှစ်မှာအမေရိကန်နိုင်ငံကိုတွားရောက်ခဲ့ပြီးဝါရှင်တန် DC နယူးယောက်နဲ့ဖီလာဒဲဖီးယားမြို့များကိုတွားရောက်ခဲ့ပါတယ်။ထိုကိစ္စအတွင်သူဟာတမိုင်းဝင်အဖြစ်အပျက်တစ်ခုဖြစ်တဲ့ American Congress မှာမေကွန်ပြောကြတဲ့ပထမဆုံးပုတ်ရဟန်းမင်းကြီးဖြစ်လာခဲ့ပါတယ်။ပေါ်ရမင်းကြီးက Harley Davidson မော်တော်ဆိုင်ကယ်တစ်စီးကိုပါဆိုင်ခဲ့မှုပါတယ်။2013ခုနှစ်မှာ Harley Davidson ကုမ္ပဏီမှာ ၎င်းတို့ရဲ့တရ32ပြည့်အထိမ်းအမှတ်ဖြစ်ပုံရိုင်းမင်းကြီးကိုလက်ဆောင်ပေးခဲ့တဲ့ China Super Glit Motorcycle ကို2014ခုနှစ်မှာပဲလေလံတင်ရောင်းချခဲ့ပြီးရရှိတဲ့ငွေ3,4500ယူရိုဒေါ်လာငွေရဖြစ်3,28300ကိုရောမမြို့မှာရှိတဲ့ဦးမဲ့အိမ်မဲတွေအတွက်ဘိုးဘွားရိတ်တာနဲ့စားသောက်ဆန်ပြုပြင်ရလှူဒန်းခဲ့ပါတယ်။ဒါ့အပြင်ပုံရိုင်းမင်းကြီးလက်မှတ်ထိုးထားတဲ့တေးဂျက်ကတ်တစ်ထည်ကိုလည်းဒေါ်လာ9,000နဲ့ရောင်းချခဲ့ပါတယ်။ ပိုရမီနီဟာစပိန်၊အီတလီနဲ့လက်တင်ဘာသာစကားတွေကိုကျွမ်းကျင်စွာပြောဆိုနိုင်ပြီးအင်္ဂလန်၊ဂျာမန်၊ယူကရိန်း၊ပြင်သစ်နဲ့ပေါ်တူဂီဘာသာစကားတွေကိုလည်းအတိုင်းအတာတစ်ခုထိပြောဆိုနိုင်ပါတယ်။ပိုရမီနီကဘောလုံးအကစားကိုလည်းနှစ်သက်သူဖြစ်ပြီးသူ့ရဲ့မွေးရမြေအာဂျင်တီးနားမှာဆန်လော်ရန်ဆိုအသင်းကိုအပိတ်ခဲ့ပါတယ်။နှစ်ပေါင်းများစွာအတွင်းဘောလုံးအသင်းတွေမှာလက်ဆောင်ပေးတဲ့ဘောလုံးအင်ဂျီတွေကိုလည်းဆွဆောင်ထားပါတယ်။ ။ Orange Mini ကတမာချမ်းစာတွေပြင်အခြားစာအုပ်တွေကိုလည်းဖတ်ရှုရနှစ်သက်ပါတယ်။ JR Tolkien The Lord of Rings နဲ့အခြားစာအုပ်တွေကိုလည်းဖတ်ရှုခဲ့ပူပါတယ်။ Orange Mini Press က Argentina, Italy, Vatican စတဲ့နိုင်ငံ၃ခုရဲ့နိုင်ငံသားလည်းဖြစ်ပါတယ်။ Orange Mini ဖြစ်လာတော့လဲ Francis ကရခိုင်ပေါ်ရဲမင်းကြီးများ နေထိုင်ခဲ့တဲ့ရိုးရအိမ်တော်စာဗာတီကန်မှာရှိတဲ့အရေးတံငယ်တစ်ခုမှာပဲနေထိုင်မှုရွေးချယ်ခဲ့ပါတယ်။ သူဟာကိုယ်တိုင်ချက်ပြုတ်စားတော့ဖို့လေဝါသနာပါပြီးပါရဲလာဟင်းလျာသူ့ရဲ့အထူးချက်ပြုတ်နိုင်တဲ့ဟင်းလျာတစ်မျိုးဖြစ်တယ်လို့သတင်းတွေရှိခဲ့ပါတယ်ရှေ့ပြောင်းနေထိုင်သူတွေအတွက်အကူအညီပေးဖို့မှာပေါ်ရမင်းကြီးဖရန်စစ်ကအဓိကဦးစားပေးကိစ္စရပ်တစ်ခုဖြစ်ခဲ့ပါတယ်ဒုက္ခသည်တွေအပေါ်ကမ္ဘာလုံးဆိုင်ရာလှလှရှိမှုတစ်ခုကိုရှုတ်ချခဲ့ပါတယ်ပေါ်ရမင်းကြီးဖြစ်ပြီးမကြမီပါပဲ LGBTQ+ လူတွေပေါ်ပုံမှန်လက်ခံတဲ့သဘောထားကိုပြသခဲ့ပါတယ် လိန်တူချစ်ခင်တဲ့ဖုန်းတော်ကြီးတပားအကြောင်းမေးမြန်းခံရတဲ့အခါကျွန်တော်ကမြည်သူမြည်ဝါဖြစ်တဲ့ဘသူကိုစီရင်ရမလဲလို့ပြောဆိုခဲ့ပါတယ်ပရမနီဖရန်ဆက်ကတိတ်ပြန်ဆိုင်ရာအချက်လက်တွေကိုလည်းအဓိကသုံးသင့်ချက်စာရင်းမှာအသုံးပြုတဲ့ပရမဆုံးပရမနီဖြစ်လာခဲ့ပြီးဖျားသခင်ရဲ့ဖန်ဆင်းမှုကိုဂရုစိုက်ခြင်းကို သူ့ရဲ့ပရမနီတက်တန်းမှာအမှတ်အသားတစ်ခုဖြစ်ပြုလုပ်ခဲ့ပါတယ်ပရမနီဖရန်ဆက်က2025ခုနှစ်ဧပြီလ22ရက်နေ့ တက်တော်88နှစ်အရွယ်မှာပဲကွယ်လွန်ခဲ့ပြီးကက်သလစ်သင်းတော်ရဲ့ခေါင်းဆောင်အဖြစ်12နှစ်ကြာတောင်းထမ်းဆောင်ခဲ့ပါတယ်။သူ့ရဲ့ရွေးရှင်းမှုဆင်းရဲသားတွေပေါ်ကျဉ်းလာမှုရွှေပြောင်းနေထိုင်သူတွေနဲ့ LGBTQ+ အတိုင်းဝိုင်းတွေပေါ်လက်ဆက်ကမ်းကျဆွမှုတွေကြောင့်ပြည်သူပုတ်ရံမြင့်ဖြစ်လူ widetilde များထင်ရှားခဲ့ပါတယ်ခင်ဗျာ။